မင်္ဂလာချင်းချင်းသဘောကျအနေနဲ့ကြောင်းဝန်ခံထားကြတဲ့လမေတုံကိုခင်မေတိုးတက်လာတဲ့နောက်ပိုင်းမှာတော့နုပညာလောကကကြောကြသူတွေမှလည်းကိုယ့်ရဲ့ဖြစ်သူမှုကိုမကြောက်မရွံ့နဲ့ရဲဝံစွာချပြလာခဲ့ကြတာဖြစ်ပါတယ်။ဒီတိုင်းမှာမာကြီးရဲ့နဲ့ပတ်သက်ပြီးယောက်ျားလေးတွေတင်မဟုတ်ပဲမင်္ဂလာချင်းပါချစ်ကြိုက်သူတွေပါလို့ဝန်ခံပြောဆိုထားတဲ့လမေတွေလည်းရှိလို့နေရပါ။ဘယ်သူလဲဆိုတာစက်ကြည့်အောင်နော်။နံပါတ်၁ရွှေစံချက်ရွှေစံထက်ကလမေတူအနေနဲ့ရက်တီလာခဲ့သလို ောင်မြင်ကြကြတဲ့သူအဖြစ်စူးစမ်းနိုင်ခဲ့ပါတယ်။ Miss Universe မြန်မာ2019ပြိုင်ပွဲရဲ့ဝင်တာဖြစ်ရွေးချယ်ခံရက Miss Universe 2019မှာလည်းပါဝင်ခွင့်ရရှိခဲ့ပါတယ်။နေရာကောင်းတစ်ခုမရရှိခဲ့ပေမဲ့လည်းရွှေစံထက်က Best National Costume ဆုကိုရရှိခဲ့တာပါ ရွှေစံထက်ကလာမင်းနေနဲ့ရှင်ပြန်ပြီးပြလာချိန်မှာသူမဟာဆိုတော့တယောက်ဖြစ်တဲ့ဂေဂင်းနဲ့ချစ်သူတွေဖြစ်နေကြောင်းကိုတရားဝင်ချပြလာခဲ့ပါတယ်။ဂေဂင်းနဲ့ရွှေစံထက်တို့ကအချိန်အကြာကြီးတွေ့လာခဲ့ပေမယ့်ပေကရဲနဲ့မှာချစ်ရေးကိုရက်တန်းလိုက်ကြတာပါ။ဂေဂင်းဟာတခြားကောင်မလေးတယောက်နဲ့အချိန်ရေးကိုထူထောင်ထားနိုင်ပြီဖြစ်ပေမယ့်ရွှေစံထက်ကတော့တယောက်သေးတာဖြတ်တန်းနေတော့မှကလရှိမှာတော့ရွေစင်ထက်ကအမျိုးသမီးချင်းသာချစ်ကြိုက်တော့မှာမဟုတ်ဘဲအမျိုးသားတွေနဲ့ပါတွေ့လာတော့မှာဖြစ်ပါတယ်။နမနဲ့ထထထုံ တထထွန်းကလက်ရှိမှာဈေးပွားရေးလုပ်ငန်းရှင်ချက်တူကောင်းလေးနဲ့တာယာရဲ့အခြေအေကိုထူထောင်ထားပါရယ်ချက်တူကောင်းလေးနဲ့ပျော်ရွှင်နေခဲ့တဲ့တထထွန်းကတချိန်တုန်းကမြို့သမင်းချန်တဘောကြရဲ့တူတယောက်ပုံစံနဲ့ဖြတ်တန်းခဲ့သေးတာပါတထထွန်းက Miss Universe မြန်မာ2015ပြိုင်ပွဲမှာဝန်ထမ်းရရှိက Miss Universe 2015မှာ Bas National Costume စုကိုပါရရှိခဲ့တာပါထထထုံကကျွန်ရလာမဲတယောက်နဲ့စစ်သူတွေလိုအခိုက်အတန့်များစွာကိုချပြခဲ့ပူတာပါဒါမဲ့ချစ်သူကောင်လေးရရှိသွားတဲ့အချိန်မှာတော့အဆိုပါလာမဲနေ့ကရင်းနေတဲ့သူငယ်ချင်းလို့သာပြန်ဖြေရှင်းထားခဲ့တာပါထထထုံကမတွဲခဲ့ဘူးဘူးလို့ညံစံပေမဲ့လူများကတော့သူတို့နှစ်ယောက်ကလူအယုံဆိုင်အောင်တွဲခဲ့ကြတဲ့ပုံစံမျိုးဖြစ်နေခဲ့ရလို့ဒါပြန်လေကတုတ်ပြန်ကြတာပါ။ နံပါတ်3တဲစုငိမ့်တဲစုငိမ့်က Miss Grand International 2024ပြိုင်ပွဲမှာ second runner up ဆုကိုရရှိအောင်ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။တဲစုငိမ့်ကအဆိုပါပြိုင်ပွဲမှာတင်ပေါ်ကြောကြားအောင်နေနိုင်ခဲ့တယ်လို့ English scale လည်းကောင်းတဲ့အတွက်ပေါင်တန်ဆက်ဆက်ရေးလည်းကောင်းပါတယ်။တဲစုငိမ့်ကအဆိုပါပြိုင်ပွဲမှာတင်ပေါ်ကြောကြားအောင်နေနိုင်ခဲ့တယ်လို့ English scale လည်းကောင်းတဲ့အတွက်ပေါင်တန်ဆက်ဆက်ရေးလည်းကောင်းပါတယ်။ဒါကြောင့်မို့လို့နိုင်ငံတကာအလှအမေတွေအများကြီးနဲ့ခင်မင်ရင်နေခဲ့ပါတယ်။ ဒီထဲမှာမှာကမ္ဘောဒီးယားလာမယ်ပြီးနဲ့တဲစုငိန်တို့ကရန်ကုန်ချစ်ခင်ကယဉ်နေကြပါတယ်။သူရဲ့ခိုက်တန့်လေးတွေကချစ်စရာကောင်းတာကြောင့်ဖန်တွေကလည်းချစ်သူကောင်းမလေးတွေလို့သဘောကျကြတာပါ။တဲစုငိန်ကလည်းချစ်ရေးမှဆိုရင်မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ခွဲခြားကန့်သက်မှာမဟုတ်ဘူးလို့ပြောကြတာပါ။ဒါမဲ့ဘီနဲ့တဲစုငိန်တို့ကချစ်သူတွေမဟုတ်ကြပါဘူး။တဲစုငိန်ကလည်းရှေ့မှာတက်လဲငယ်သေးတယ်မို့အခြေအကျကိုအရင်မပြေပဲမင်းသမီးတရားပြအောင်စူးစမ်းနေရပါ။ မင်းလေးအချင်းချင်းသဘောကျညက်တက်ကြောင်းဝန်ခံထားကြတဲ့အလမဲသုံးဦးပေါ်ပိတ်တရုရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းများကိုကျွန်မရဲ့ page လေးကနေပြီးတော့တင်ဆက်ပေးအောင်မှာဖြစ်လို့အတိတ်တော်ဗီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးတရားပြီးကြည့်ရှုမှုတက်လေကျေးဇူးအများတင်ပါတယ်။နောက်ကြတဲ့ဒီနေ့တူပြန်လာခဲ့ပါမယ်။